ုံစင်းလုံးတွေတက်လာပြီဆိုလို့ရှိရင်အခြေခံလူတန်းစားတွေဘဝကအရန်ကိုခက်ခဲလာမယ်ဒါပေမဲ့ချမ်းသာတဲ့လူတွေကတော့ချမ်းသာတရက်ပို့ပြီးတော့ချမ်းသာသွားတယ်တတ်တလို့မရှာနိုင်ရင်ရှာတလို့လောက်ဖို့မရှိဘူးဆိုတဲ့အခြေအနေရှိတယ်ဥပမာတော့အမေဒီပြောနေတဲ့စကားလေးတစ်ခုနဲ့ပြောမယ်ပေါ့နော် ီဈေးနဲ့ဒီဟင်းနဲ့ဒီလောက်လေးကတော့ငါကအရင်တော့3နှစ်စာလောက်ချက်လို့ရတယ်1ရက်စာလောက်ချက်လို့ရတာအခုကဒီ3နှစ်စာတော့မှမနေမလို့ချက်နေရတယ်ဆိုတော့စကားအမြဲတမ်းညင်းနေတာကျွန်တော်ကြားဖို့မှာပဲအဲ့ဒါကဘာကြောင့်လဲဆိုရင်ကုန်စည်လုံးတက်တာကြောင့်ပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်တေချာလေးရှင်းပြပေးမယ်ကျွန်တော်တို့အမေတွေဈေးတက်သွားပြီဆိုလို့ရှိရင် အရင်တုန်းကစီတဘူးကို၄000စံတဘူး6000နဲ့ဝယ်လိုက်တယ်။ဒါပေမဲ့နောက်လာကြတော့သူကဈေးသွားတယ်ဆိုလို့ရှိရင်စီတဘူးက8000စံတဘူးက10000ဖြစ်သွားပြီ။ဒါပေမဲ့ကျွန်တော်တို့က1000လောက်ပဲပေးနေတော့မယ်။အဲ့ဒါရဲ့ဥပမာဘာလဲဆိုတော့ ကျွန်တော်တို့ရှာသလောက်မလောက်ဘူးကိုကပေးသလောက်အိမ်မှာချက်လို့မလောက်ဘူး ဟိုအားတွေမလောက်ဘူးဓာတ်တွေမလောက်ဘူးဆိုရယ်အဓိကပြဿနာဒီကုံစင်းနှုံးတက်တာအနေစတာပဲမိသားစုတွင်ပြဿနာတွေရပါဘောနော်ကိုကတော့ပုံမှန်တရတောင်းပေးနေတာပဲဒါပေမဲ့ဈေးဘူးတွေကဘာဖြစ်လို့မလောက်ရတာလဲငါကလေဒီဆန်ပဲဝင်နေတာပဲဒီစီပဲဝင်နေတာပဲဘာဖြစ်လို့မလောက်ရတာလဲငါကဒီလောက်အချိုးအစားနဲ့ပဲတုံးနေတာဘာဖြစ်လို့မလောက်ရတာလဲဆိုတဲ့တတ်တေကအခုကျွန်တော်ပြောရတဲ့စကားတွေပါပဲ inflation ဆိုတဲ့အရာကြီးကဖြစ်လာပြီဆိုလို့ရှိရင်ချမ်းသာတဲ့လူတွေကချမ်းသာတဲ့ချမ်းသာသွားပြီးတော့ဆင်းရဲတဲ့လူတွေကဆင်းရဲတဲ့ဆင်းရဲချမ်းသာမှုလမ်းတွေပျောက်ကုန်ကြတယ် အဲ့ဒါကဘာကြောင့်လဲလို့မေးတယ်ဆိုလို့ရှိရင်ပတ်စံကတန်မှုမရှိတော့တာအဓိကပတ်စံကတန်မှုမရှိဘဲနဲ့အရာဝတ္ထုတွေရဲ့ဈေးတက်လာအဲ့ဒါကြောင့်လို့လည်းပြောလို့ရတယ်ချမ်းသာတဲ့လူတွေကသူတို့လက်ထဲမှာပတ်စံမထားဘဲနဲ့အရာဝတ္ထုတွေထဲမှာရင်းနှီးမြှုပ်နှံကြတယ်ပစ္စည်းတွေဝယ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့အခြေခံလူတန်းသားတွေကြတော့ကျွန်တော်တို့ကလက်ထဲမှာပတ်စံဝယ်အများအားဖြင့်ခြင်ထားကြဆိုတော့ငွေတန်မှုကကျပြီးတော့ပစ္စည်းတန်မှုတွေတက်နေတဲ့အချိန်မှာ အမြင်နဲ့လိုပဲဖြစ်တာကွာအဲ့လိုမျိုးအချိန်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ထဲမှာပတ်စံကင်လာတဲ့ဟာလက်ထဲမှာကိုရှာတော်စူတိုင်းနဲ့ပတ်စံတံမိုးကကျနေတာအဲ့ဒါကြောင့်ကျွန်တော်တို့ချမ်းသာဖို့လမ်းတွေပျောက်ဘလို့မှမဖူလုံတာတွေဖြစ်လာတာချမ်းသာတဲ့လူတွေကပို့ပို့ပြီးချမ်းသာသွားတယ်ဆိုတာကသူတို့ကရင်းနှီးမြှုပ်နှံထားလို့ဒီပစ္စည်းအရာတွေကဈေးတက်တက်ထက်ပိုတက်လာလို့သူတို့ကချမ်းသာတဲ့ချမ်းသာသွားတာလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကိုကချမ်းသာခြင်းနဲ့ကိုကစီးပွားရေးလုပ်ချင်တယ်ဆိုလို့ရှိရင်ပတ်စံစူအောင်မဟုတ်ဘဲနဲ့ကိုရှာတဲ့ပတ်စံတွေကို ဘယ်နေရာမှာအတုံးဝင်အောင်တုံးရမလဲဘယ်နေရာမှာဘလို့ရင်းနှီးမြှုပ်နှံရမလဲဆိုတော့စဉ်းစားမှာပါအရှိမလဲဒီ inflation နဲ့ပတ်သက်ပြီးနှစ်ပိုင်းပြောခဲ့တယ်သွက်ကြည့်ကြည့်ပါအဲ့မှာကျတော့ဘာဖြစ်လို့ထိခိုက်တာလဲဘာဖြစ်လို့ inflation ဖြစ်တာလဲဆိုတော့ပြောပြခဲ့တယ်ဆိုတော့အဲ့အကြောင်းအရာတွေဖြစ်လာပြီဆိုလို့ရှိရင်ဘာတွေလုပ်အောင်လဲဆိုတော့သိရဖို့ရူရှင်းရှင်းလေးပါပဲကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါနောက်ထပ် business မှာဘလို့ပုံစံတွေလုပ်ပေးရမလဲဆိုတာလည်း comment မှတ်ခဲ့ပေးပါတကယ်တကယ်လို့ဒီ video ကအခုတော့အသုံးဝင်ခဲ့တယ်ဆိုလို့ရှိရင်လည်း sharing လေးလည်းလုပ်ခဲ့ပေးပါခင်ဗျ video လေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုအထူးပဲ ကျေးဇူးတင်ပါတယ်ကျွန်တော်က MC ပဲဖြစ်ပါတယ်